โอเคအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ပတ်စံမရရှိသေးတဲ့ channel လုံးဝ channel အစ်စ်ကိုဗီဒီယိုဒီနေ့မြောက်ပြီးမှဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အရင်ဗီဒီယိုကတော့ပတ်စံရပြီးသား channel ကိုမြောက်ပေးခဲ့တယ်ဒီနေ့မှာတော့ပတ်စံလုံးဝမရရှိသေးတဲ့ channel အခုမှစ run မဲ့ channel အစ်စ်ကိုဗီဒီယိုဒီနေ့မြောက်ပြီးမှဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီချက်လောက်ကြည့်ပြပါဦးเนาะ အားလုံးပဲမင်္ဂလာပါဗျဒီနေ့သင်ခန်းစာလေးရတော့ကျွန်တော်တို့ YouTube ပေါ်ဗီဒီယိုစနစ်တကျတင်နေမြောက်ပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ဖုန်းနံပါတ်တင်မှာဖြစ်ပါတယ်အဲ့တော့အရင်ဗီဒီယိုမှာတော့ကျွန်တော်ပတ်စံရပြီးသား channel မော်နီတဲ့အောင်မီသား channel ကိုမြောက်တက်ဆက်ပေးခဲ့ပါတယ်အဲ့တော့ဒီနေ့မှာတော့လုံးဝပတ်စံမရရှိသေးတဲ့ channel အခုမှစထောင်တဲ့ channel 0 subscriber လုံးဝ channel အစ်စ်ကိုတင်နေမြောက်ပေးမှာဖြစ်ပါတယ်ဗျသူကပိုးလွယ်ပါတယ်အစ်စ်အနေနဲ့မများပါဘူးဗျအဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ YD Studio ကိုတစ်ချက်လောက်ဝင်လိုက်ပါဗျ YD Studio channel မျိုးကိုဝင်ထားမှာဖြစ်ပါတယ် okay ကျွန်တော်တင်မဲ့ channel မျိုးကဒါလေးပဲဖြစ်ပါတယ် okay ဒါလေးတင်ချပြီဆိုလို့ရှိရင်ကျွန်တော်တို့ခရုံးပေါင်စာတဲ့ကိုသွားမှာဖြစ်ပါတယ်နောက်ထုံးတဲ့တိုင်းမဲ့ခရုံးပေါင်စာတဲ့ကိုဝင်လိုက်ပါဗျာဝင်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ WD Studio ကိုရရှာပြန်မှာဖြစ်ပါတယ်ဗျာ WD Studio okay ပြီးလို့ရှိရင်တော့အရင်ဗီဒီယိုမှာပြောခဲ့လို့ပဲဒီမှာအပြောက်လေးဆက်လေး30ကိုနှိပ်လိုက်မယ်ပြီးရင် dot dot site လေးကိုအမှန်ချစ်ပြီးသားမှာဖြစ်ပါတယ်ဗျာဒီမှာတော့ dot dot site လေးကိုကျွန်တော်တို့အမှန်ချစ်ပြီးသားပါမိတ်ဆွေကအမှန်ချစ်မရှိရသေးအမှန်ချစ်လေးချစ်လိုက်ပါနော် okay ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာတေးနေတေးနေလိမ့်မယ်တေးနေ လက်လေးနှချောင်းနဲ့ကွက်ကိုအချင်းကျဲချုပ်ချက်ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်လည်းချက်ကြည့်လိုက်မယ်โอเคပြီးလို့ရှိရင်တော့ဒီမှာနော်အိုကေပြီးလို့ရှိတော့ဒီမှာ login ဆိုတာလေးနှိပ်ပေးပါဗျာ login login ဆိုတာလေးကိုနှိပ်လိုက်ပါမယ်โอเคအဲနှိပ်လိုက်ပြီးဆိုလို့ရှိရင်တော့ YD0 တက်ကိုရောက်တော့ပါပြီဗျာခုနလိုပဲသေးနေလက်လေးနှချောင်းနဲ့ချက်ကြည့်လို့ရပါတယ်အပေါ်လေးမှာ create ဆိုတာလေးပါပါတယ်ဗျာဒီနေရာလေးမှာ create ဆိုတာလေးပါပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျာပြီးလို့ရှိရင်တော့ဒီမှာ upload video လေးရှိပါရဲ့နော် upload video လေးကိုနှိပ်လိုက်ပါဗျာ โอเคပြီးတော့သူ select file လေးတစ်ဖိုင်ကြာလာပဲ select လေးကို select file လေးကိုနှိပ်ပြလိုက်ပါဗျအဲ့တော့ကျွန်တော်တို့ထဲမှာဗီဒီယိုဖိုင်လေးရွေးဖို့အတွက်မီဒီယာလေးကိုဆက်ရွေးပေးမယ်เนาะဒီမှာဒီမှာရှိတဲ့မီဒီယာလေးကိုရွေးပေးလိုက်ပါဗျ။ Okay ဒါဆိုရင်ကျွန်တော်တို့ထဲမှာဗီဒီယိုဖိုင်ဘိုင်ကိုရွေးပေးမှာဖြစ်ပါတယ်။ကျွန်တော်တင်မဲ့ဗီဒီယိုဖိုင်ပေါ့เนาะ။ Okay ကျွန်တော်တင်မဲ့ဗီဒီယိုဖိုင်ကကျွန်တော်ဒီကောင်လေးပဲဖြစ်ပါတယ်။ โอเคအဲကျွန်တော်ဟိုကျွန်တော်ရင်ပြီးတော့ပြောခဲ့လို့ပဲကျွန်တော်တို့တင်မဲ့ဗီဒီယိုဖိုင်ကိုအရင်နေ့ကဗီဒီယိုနံပါတ်နှိမ့်ပေးခဲ့ပါအဲ့ဗီဒီယိုကဘာအကြောင်းရလဲပေါ့နော်အဲ့အကြောင်းရအောင်အဲ့ဗီဒီယိုနံပါတ်ပေးထားမှာဖြစ်ပါတယ်မိတ်ဆွေများပေးထားပါနော်ဒါကျွန်တော်လည်းပေးမထားသေးလို့အခုတော့ဒီညလေးမှာပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများပေးထားရင်ပို့ကောင်းပါတယ်ဗျโอเคဒါဆိုရင်ဒီနံပါတ်ကကျွန်တော်အင်္ဂလိပ်စကားပြောလို့ပဲကျွန်တော် EN အင်္ဂလိပ်စကားပြောโอเคတော့ဒါတော့ကျွန်တော် ဥမာအနေနဲ့ရေးတာပဲတော့မစ်စမန်နဲ့ကိုနဲ့သက်ဆိုင်တဲ့ဗီဒီယိုအကြောင်းအရာကိုရေးပါအရင်ရှည်လဲရပါတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်ရှက်လေးခံပေးမယ်ကိုကမြန်မာလိုရေးပြီးဆိုတော့အင်္ဂလိပ်လိုအကြောင်းအရာလေးကိုအတူလေးနဲ့ပေါ့ဗျာကျွန်တော်တွေဥမာ how to talk english speaking တို့ and baby english speaking တို့အဲစပိပေါ်တော့ကိုကဒီဒီအားနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးလေးကိုအင်္ဂလိပ်လိုပြန်ရေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ baby english လိုပဲရေးလိုက်ပါမယ်အဲ့တော့ကျွန်တော်ကတော့ English speaking လို့ပဲရေးလိုက်မယ်နော် E N G L I as a english မြန်မာအဲဟိုဒါကျွန်တော် oh sorry english grammar english speaking လို့ကျွန်တော်ရေးလိုက်မယ် s p e k i n g okay ကျွန်တော်တို့ english speaking လို့ပဲကျွန်တော်ဥပမာနဲ့ရေးလိုက်မယ် okay ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ template လေးကိုတစ်ချက်လောက် တစ်ချက်လောက်နေပြီးလိုက်ပါတမ်လင်းလေးကိုနေလို့ရရင်လည်းတစ်ခါတည်းထည့်သွားလို့ရတယ်နေမြလို့ရှိရင်လည်းကျွန်တော် YD စုတွေမှာပြန်ထည့်လို့ရပါတယ်ဗျာโอเคအဲ့ဒါလေးကိုတမ်လင်းလေးကိုတစ်ချက်လောက်နေလိုက်မယ်နော် โอเคဒါဆိုလို့ရှိရင် thumbnail လေးကနေလို့ရပါတယ်เนาะရရလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ပုံတပုံကိုရွေးလို့ရပါတယ်ဒီမှာကြည့်လိုက်ပါเนาะဒါကကျွန်တော်ဒီပိုင်းကြည့်လိုက်ပါဒီလိုပုံလေးပြနေလို့ရှိရင်ကျွန်တော်ကျွန်တော်တို့ဒီရိုက်ထားတဲ့ဗီဒီယိုပုံကပေါ့เนาะလောက်ထားဗီဒီယိုပုံက thumbnail site ကကြီးနေလို့ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗီဗီဒီယိုလေးရိုက်တယ်အပြီးတော့ thumbnail site ကြီးနဲ့ပြန်ထုတ်မိလို့ပါကျွန်တော်ဒါ site ကြီးနဲ့ပြန်ထုတ်မိလို့ပေါ့เนาะအဲ့လို့ဆိုရင်ဒီလိုလေးပေါ်လာပါတယ်ဒါဆိုရင်ဒီလိုလေးနှိမ့်မယ် ကျွန်တော်အဲ့လိုဆိုရင်ဒီဟာလေးကိုပဲပြန်နှိပ်မယ်ပြန်နှိပ်ပြီးတော့ချက်နှစ်တက်ရပုံကိုပြန်ရွေးလို့ရပါတယ်ဗျ။ Okay အဲ့ဆိုကျွန်တော် အိုးမနေနဲ့ကျွန်တော်ဒီပုံလေးတစ်ပုံပဲကျွန်တော်ရွေးရွေးပေးလိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ရသွားပြီเนาะโอเคပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ playlist ထားမှာဖြစ်ပါတယ်ဒီမှာအဲ playlist ကျွန်တော်ထည့်ပေးရမယ်ပေါ့เนาะ playlist မရှိသေးဘူးဆိုရှင်เนาะ playlist ထားပေးရမှာဖြစ်ပါတယ်အဲ့ playlist ကတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တော့ထားတက်ပြီလို့ထင်ပါတယ်ဒါမှမဟုတ်လည်းကျွန်တော်ပြန်လည်းမြောက်ပေးပါဦးမယ်ဗျဒီမှာ create playlist ရှိပါတယ် create playlist ကိုနှိပ်လိုက်ပါနှိပ်ပြီးနှိပ်ဆိုရှင်เนาะဒီမှာ new playlist ရှိပါတယ်เนาะ new playlist ကိုထပ်နှိပ်လိုက်ပါဗျာဒီမှာเนาะ new playlist ရှိပါတယ်โอเคဒါဆိုရင် playlist ထားမယ်အဲ message များကိုနဲ့ကိုတင်မဲ့ဗီဒီယိုအကြောင်းအရာလေးတွေကိုတစ်ကောင်းစင်နာမည်လေးပေးထား လို့ရပါတယ်ကျွန်တော်ဗာလေးတင်ပါလေးပေါ့နော်ကိုတင်ပါလေးတွေကိုသိပါတယ်တင်မဲ့ခေါင်းစဉ်အကြောင်းအရာလေးကိုဒီမှာရေးလို့ရပါတယ်ကျွန်တော်ကတော့အင်္ဂလိပ်စကားပြောတွေတရုတ်စကားပြောတွေတင်ပါဆိုတော့အင်္ဂလိပ် speaking လို့ပဲကျွန်တော်ဥမာဒီနေ့တော့ကျွန်တော်ကြာကြာရေးလိုက်တော့မယ်တကယ်လို့တရုတ်စကားပြောတင်ပါဆိုရင်တော့တရုတ်စကားပြောပေါ့နော်အဲ့တော့ကျဲလို့ရေးလို့ရတယ်မြန်မာလို့ရေးလို့ရတယ်အင်္ဂလိပ်လို့ရေးလို့ရပါတယ်ဗျ E N G A I English speaking S P E Okay English speaking တင်တယ်မှာလဲ E N G L I S A speaking speaking ပေါ့နော် okay ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာဒီမှာကြည့်လိုက်ပါအောက်မှာ crate ဆိုတာလေးပါပါတယ်ဒီမှာเนาะ crate လေး crate လေးကိုနှိပ်လိုက်ပါဗျာဒါဆိုလို့ရှိရင် crate play လေးတစ်ခုဖန်နေပြီပါပြီနောက်ထပ်ထပ်ထပ်လို့ရှိရင်ねအခုလိုပဲထပ်ပြီးတော့အများကြီးလှုပ်လို့ရပါတယ် new new one နေပြီးတော့လှုပ်လို့ရတယ် okay ဒါဆိုလို့ရှိရင်တော့ဒီမှာ play လေးလေးဒီမှာเนาะ play လေးလေးတခါတည်းတစ်ခုထားပြီးတော့ပါပြီ okay ပြီးတော့ done နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တွေပြီးပါပြီပြီးတော့ဒီမှာတော့အမြဲတမ်းပဲကျွန်တော်ပတ်စံရှာမဲ့လူတွေတော်တော်များတော့အမြဲတမ်း note ထားမှာဖြစ်ပါတယ်ကျွန်တော်ဒါ clay အတွက်လုပ်မှာလားလို့ तू ကမေးတာပါ ကိုကနိုးလို့ရွေးထားမှဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့တွေဒီပတ်စံရမှာပေါ့နော်ကလေးတွေဆိုရင်ပတ်စံအများကြီးမရပါဘူးโอเคအဲဒီဒီအောက်ကတော့မလို့လို့ဆိုမဲ့ကျွန်တော်တစ်ချက်လောက်ရှင်းပြအောင်မနော်ရှုံးမိုးလေးကိုနှိမ့်လိုက်ပါဒါတော့လို့တော့မလို့တော့မလို့ပါဘူးအဲ့တော့ဒါမဲ့ကျွန်တော်တစ်ချက်လောက်ပြပြချင်လို့ပါโอเค โอเคဒါဆိုလို့ရှိရင်တော့ဒါလည်းဘာမှလုံးစားမလို့တော့ပါဘူးပြီးသွားပြီဗောနော်ပြီးသွားလို့ရှိရင်ဒီဘက်မှာရှိတဲ့ next ဆိုတာလေးဆက်သွားလိုက်မယ်เนาะ next ကဒီကောင်လေးရတင်းရတာလွယ်ပါတယ်ဒီကောင်ကျတော့အစ်နေသိမများပါဘူးခုမှအစ်စ်ဆိုတော့လေဒီမှာ next ဆက်သွားလိုက်မယ်ဒီမှာလည်းဘာမှလုံးစားမလို့ next ပြန်ဆက်သွားလိုက်မယ်ဒီကောင်လေးကတော့ကိုနောက်ထပ်ဗီဒီယိုအများကြီးရှိလို့ရှိရင်တော့ add screen နဲ့ထည့်လို့ရတယ်ဒီဗီဒီယိုတစ်ပုတ်ပြီးနောက်ဗီဒီယိုတစ်ပုတ်ကိုဒီပုတ်ကိုဆက်ပြမယ်ဆိုပြီးထပ်ရွေးလို့ရတယ်လောဆက်ဒီကောင်ကလုံးဝအစ်စ်ဆိုတော့ဘာမှပြဿနာရှိမှာမဟုတ်သေးဘူးအဲ့တော့ကျွန်တော် next ကိုပဲဆက်သွားလိုက်မယ်เนาะဒီမှာ next ကိုပဲဆက်သွားလိုက်မယ်ဗျာ တော့ဒီမှာလေး next ကိုပဲဆက်သွားလိုက်မယ်နော်ဒီကောင်တော့လောလောဆယ်ဘာမှ user မရှိသေးဘူး next ကိုပဲဆက်သွားလိုက်ပါโอเคဒီဒါတော့ကျွန်တော်တို့ဒီဆင်းရတော့နောက်ဆုံးပဲဖြစ်ပါတယ်ဒီဆင်းမှာအမြင်နဲ့ဒီမှာ public ဆိုပြီးဖြစ်နေမှာဖြစ်ပါတယ်အရေးကြီးပါတယ်ဒီမှာ public ဆိုပြီးအမြင်နဲ့ဖြစ်နေမှာဖြစ်ပါတယ်ဒီမှာ public မဖြစ်ဘူးစေပေါ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာသွားပြီးတော့ UPM မှာဖြစ်ပါတယ်တကယ်လို့ကိုကစေ private ဖြစ်နေเนาะဒီမှာ public ကိုအမြင်နဲ့ယူပြီးသားမှာဖြစ်ပါတယ်โอเคကိုက public လည်းဖြစ်ပြီး ပြလို့ရှိရင်တော့အရေးကြီးတာတစ်ခုကဒီလိုပုံလေးပေါ်ပြီဆိုလို့ရှိရင်တင်လို့ရပါပြီဒီမှာကြည့်လိုက်ပါအဲ chess community no issue found ဆိုပြီးပြရင်တင်လို့ရပါပြီအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ go to chess တို့အနီရောင်တို့အပြာရောင်တို့အစားပြီးစာတန်းရှိရင်လည်းပြလို့ရှိရင်အဲ့ဗီဒီယိုလုံးဝမတင်ပါနဲ့တင်တစ်ခါရောက်သွားနိုင်ပါတယ်အဲ့လိုအဲ့လိုဆိုတင်လို့မရပါဘူးအခုလိုမျိုးအမြဲတမ်းပြနေမှာဖြစ်ပါတယ် chess community no issue found ဆိုပြီးပြနေမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့တွေတင်လို့ရပါပြီတင်မယ်ဆိုရင်လည်းလိုပါတယ်ဒီ public လေးကိုနေလိုက်ရုံပါပဲဗျ ဒီ public တွေကိုနေလိုက်ရုံပဲဒါဆိုလို့ရှိရင်တော့ပြီးသွားပါပြီပြပြတင်ပြီးခုလိုပေါက်လေးကြလာပါတယ်ဒီပေါက်လေးကတော့ကျွန်တော်တို့တွေအာဒီမှာ copy link ကို link copy ပါ copy facebook မှာမဲသွား share လို့ရတယ်ကျွန်တော်တွေ instagram နေစာပြမတော့ဒီမှာ web website တွေမှာသွား share လို့ရတယ်ဆိုတော့ပြောပြတာပါโอเคကျွန်တော်တော့မ share တော့ပါဘူး click လေးကျွန်တော်နေလိုက်မယ်เนาะ ကလိုလေးကိုနေပြီးထွက်လို့ရပါပြီ။ Okay ဒီညမှာလည်းတခါကြလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေအရင်ရှည်နေတဲ့သုံးဖို့ line ကြနေတယ်ဆိုလို့ရှိရင် Chess Community Not Issue Found ကပေါ်လာချတတ်ပါတယ်။ပထမဆုံး SD version နဲ့ဆွဲတယ်ပြီးရင် AD version နဲ့ဆွဲတယ်။ဒါအလုံးတရားရင်တို့ပြည့်ပြီးဆိုကကြမှာအခုလိုမျိုး Chess Community Not Issue Found ဆိုပြီးပေါ်လာပါဗျ။ဒါလေးရောဗီဒီယိုတွေအရင်ရှည်တဲ့မိတ်ဆွေများကတော့ line ကြနေတဲ့အချိန်မျိုးတွေမှာကြုံရင်အဲ့တော့ပြီးတော့ဆောက်ပြရမှာဖြစ်ပါတယ်ဗျ။ဒါခါကြလို့ရှိရင်လည်းတချို့ဗီဒီယိုတွေအရင်ရှည်ရင်တော့နည်းနည်းဆောက်ရတာမျိုးတွေရှိပါတယ်ဗျ။အဲကျွန်တော်ဗီဒီယိုတွေအများစုကတော့တိုးတာပဲများတော့တိတ်မဆောက်ရပါဘူး။ခဏလေးတွင်ပြီးပါတယ်ဗျ။ Okay ပြီးတော့ကျွန်တော်ခုလိုနဲ့ထွက်လိုက်မယ်။ထွက်လိုက်ပြီး ည်နော်ပြီးသွားပါပြီပြီးနော် YD Studio မှာသွားပြီးကျွန်တော်တို့တင်တဲ့ဟာရောက်မြောက်လေးသွားကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော် YD Studio ဆို software လေးကိုကျွန်တော်ဖွင့်လိုက်ပါမယ် okay ဖွင့်လိုက်ပြီဆိုခုနတင်နေတဲ့ဟာလေးကဒီမှာရောက်လာပါပြီရောက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုပြင်ဆင်စရာလေးရှိရင်ဒီမှာပြင်ဆင်လို့ရတယ်အဲ့တော့ဒီဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နော် okay နှိပ်လိုက်ပြီတော့ဒီမှာခဲတဲ့ပုံလေးရှိပါတယ်ခဲတဲ့ပုံလေးကိုနှိပ်လိုက်ပါဗျာ โอเคခဏဘိုလေးကိုနှိပ်ပြီးတော့ကျွန်မကျွန်တော်တို့တွေအာကျွန်တော်တို့ဒီမှာစာရီပါတွေပြင်ဆန်ရှိသေးတယ်ဒီမှာပြင်လို့ရသေးတယ်တကယ်တော့ private နဲ့တင်ထားပြီးတော့ public ပြောင်းချင်နေတဲ့ဒီမှာ public ပြန်ပြောင်းလို့ရသေးတယ်โอเคเนาะဒါတော့ပြင်ဆန်ချက်လေးရှိတယ်အဲ့တော့ကိုယ့်ရဲ့ template ကဒီ template မကြိုက်ဘူးနောက်ထပ် template ပြောင်းချင်မယ်ဆိုလို့ရှိရင် channel လေးကိုနှိပ်လိုက်ပါဗျ channel လေးကိုနှိပ်လိုက်မယ်ပြီးရင် change ဆိုတာလေးဒီမှာရှိတယ်เนาะတကယ်လို့လုံးဝမထားသေးဒီမှာထားဖို့ဟာဒီမှာပြလိုက်မယ်ဒါထားပြီးသားဆိုတော့ change ဖို့ဟာပြလိုက်မယ်ပြီးရင်ကျွန်တော်ထဲမှာရှိတဲ့တစ်ခုခုပြန်ပြီးတော့ထားလို့ရတယ်ပြီးတော့ဒဏ်လေးနှိပ်လိုက်လို့ရှိရင်เนาะအတီးပြုတ်တော့ပါပြီเนาะ ဓာတ်လေးနေပလိုက်မယ်ပြီးရင်စစ်နေလိုက်မယ်ဒါဆိုရင်ပြီးသွားပြီโอเคဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့တမ်းလေးတွေပြောင်းမယ်ဆိုတဲ့ပြောင်းတက်သွားပြီးတော့ထင်ပါတယ်ဗျာโอเคဒါဆိုရင်ပြီးပါပြီเนาะโอเคဒါတော့ကျွန်တော်ဒီမြောက်ဆက်ပြီးခဲ့တဲ့ channel အသစ်တွေကိုဗီဒီယိုတင်နေပဲဖြစ်ပါတယ်ဗျာဒါဆိုအားလုံးမေးစရာလုံးပဲအဆအဆုံးလုတ်တက်ပြီးတော့ထင်ပါတယ်အဆင်မပြေတဲ့အပိုင်းလေးလေးရှိရင်ကျွန်တော်အချိန်မီမေးလို့ရပါတယ်ဗျာ comment comment ပေါ့မှာကျွန်တော်အမြဲတမ်းရှိပါတယ်ဟုတ်ဒါတော့ကျွန်တော်မေးစရာများလဲအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်နောက်တဲ့ဗီဒီယိုတွေမှာဆက်လက်ကြည့်ပြပါအောင်เนาะ